မိမတွေဖောက်ပြန်တာပါကြောင့်လဲဒီမီးကိုကြားတာနေတချို့ကဗီဇမကောင်းလို့ချမ်းခုန်ရင်သူကခုံမှာပဲတနာစိတ်ငယ်ရရောက်နေလို့နေမဆိုရင်စကားတွေပဲပြောကြလိမ့်မယ်နောက်ွယ်မှာလူမမြင်နိုင်တဲ့စိတ်ဓာတ်ရရှိနေတတ်တာတော်ယုံလို့တတိမထားမိကြပါဘူးမိအေးအော်တာပဲလူသိပြီးတော့ကနေညက်တာလူမသိဆိုလိုလိုမျိုးမိမတွေခံစားရတဲ့တရားတွေကိုနားလည်ပေးနိုင်တဲ့လူကရှားပါတယ်ဖောက်ပြန်တာကိုအားပေးအားမြောက်ပြုတ်နေတာမဟုတ်ပါဘူး ကိုအကျဉ်းသားတောင်ကိုအမပြီးပြီးစိတ်ဒုက္ခပေးနေတဲ့ယောက်ျားတွေလေးတရိမူစီကျင်းပါလေမိမတွေဖောက်ပြန်တတ်ကြတဲ့အခြေအနေလေးမျိုးဟာဘာတွေလေးနံပါတ်၁စိတ်ချင်းမနီးတော့တာအများစုသောမိမတွေကယောက်ျားတယောက်နဲ့အထီးတွေ့ရှိစရာမလိုပဲဖောက်ပြန်တတ်ကြရင်ဒါဆိုဖះနေစတဲ့လေပြစ်ထားခံရတာကနေစပါလေအချက်မခံရတာပြောတဲ့စကားတွေကိုအေးမလုတော့တာဒါရီကမိမတွေကိုနာကျင်စေတဲ့အရာတွေပါ အိမ်တွင်အကြံဖက်နှိမ့်ဆက်နေမှဖောက်ပြန်တာမဟုတ်ပါဘူး။သူမ၏စိတ်ထဲမှာမျောလင့်နေတဲ့အရာတွေဘာမှမရတော့အောင် ပြစ်ထားခံရရင်လေဖောက်ပြန်တတ်ပါရဲ့။အဲဒီလိုပြစ်ထားခံရတာကနီးရုပ်တိနားထောင်ပြတဲ့တိတ်ဂယူးဆိုင်ပြတဲ့တဲ့သူတွေ့လာတဲ့အခါအဲဒီခံစားချက်ကိုမလွန်ဆန်နိုင်တော့တာမျိုးဖြစ်ပါရဲ့။နံပါတ်1ထူးထူးခြားခြားဂယူးဆိုင်ခံကျင်တာတစ္ဆိုင်ဟာမျိုးသားမပေးတဲ့အရေးပေးမှုတွေ တသိန်းကပေးလာတဲ့ခါမျိုးမှာတော့မိမတွေဖောက်ပြန်တတ်ကြရင်မင်းဟာဒီတစ်ပုံကြီးထိုက်တန်ပါလိငါမင်းကိုဘယ်မှာတယောက်လို့ထားမယ်ဆိုတာမျိုးတွေကြားရဖန်များလာတဲ့ခါမှာတော့စိတ်ရိုက်ပြီးလက်တွဲပေါ်ကိုအားမလို့အားမရဖြစ်လာတဲ့ကြရင်ဒီစိတ်ကြောင့်ပဲလိန်ကိစ္စမပါဘဲနေကူမှတစ်ဖက်လိုပေါ်လုံးဝစိတ်ရိုက်သွားတာမျိုးပါဒါကြောင့်အိမ်နောက်နဲ့အမျိုးသမီးတွေကဆိုရှယ်မီဒီယာကိုရှော့သုံးပြီးတော့ထိမ့်သိမ့်တင်နေပါမမဟုတ်တဲ့စကားတွေ message တွေနဲ့ ကိုယ်စိတ်ကိုမထိန်နိုင်မသိနိုင် ဖြစ်တတ်ပါရင်နံပါတ်3စိတ်တွင်းပြိပက္ခဖောက်ပြန်သွားကြတဲ့အမျိုးသမီးတွေကိုမေးကြည့်ပါဘသူမှဂုဏ်ယူမနေဘူးရှက်တယ်ကြောက်တယ်အပြည့်ရှိတယ်လို့ခံစားရတယ်ဆိုတာပဲဖြေကြလိမ့်မယ်ဒါဆိုရင်ဘာလို့သူတို့ဒီလိုလောက်တာလဲသူတို့စိတ်ထဲမှာလူမမြင်နိုင်တဲ့ကိုရင်းတိုက်ပွဲတွေရှိနေလို့ပါဒီမှာမပြောဘူးအသက်မဲ့လို့ခံစားနေရတယ်သူတို့တဖန်ပြန်လဲရှင်တန်လို့ရှင်တန်ညာတခြားပတ်ဝန်းကျင်တစ်ခု အခဲခဲတွေကြားနေရွှေးသွားတာပါတခြားယောက်ျားချောလို့ခန့်လို့ဆိုတာတွေသူတို့စိတ်ထဲမှာတိတ်ပြီးတော့မရှိကြအောင်ပြန်ပြီးတော့ရှင်တန်လို့ရှင်တန်ညာရွေးချယ်ရင်လည်းမှားသွားကြပါရဲ့နံပါတ်၄ယောက်ျားတာဝန်မကျေတာ relationship တစ်ခုကနီ responsibility လို့ခေါ်တဲ့တာဝန်ယူမှုတာဝန်ခံမှုမရှိရင်တော့ရေရှည်မတည်မြဲနိုင်ဘူးယောက်ျားတယောက်ကယောက်ျားတယောက်ရဲ့တာဝန်မကျေဖို့နဲ့ခါမျိုးမှလည်းဖောက်ပြန်တတ်တယ်အချစ်လေးစီဝါရေး လူမှုရေးစိတ်ပိုင်းဆိုင်ရာထောက်ကူဖြစ်စေမှုဘဝရဲ့အစစအရာရာယောက်ျားရောမိန်းမရောနှစ်ဖက်စလုံးကမြျမြတာတာနဲ့တာဝန်ယူရလိမ့်မည်တစ်ဖက်နဲ့တစ်ဖက်တွက်ကပ်မနေဘဲနဲ့အိမ်နောက်တာဝန်ကိုမြျမြတာတာထမ်းနေကြမှာကာယပျော်ရွှင်နေစစ်ဆန်ရေးကိုရှားပါလိမ့်မည်ဒီဗီဒီယိုကမိန်းမတွေကိုကောက်ခွဲပြီးတော့ယောက်ျားတွေကိုအပြစ်တင်နေတာလို့သင်ထင်ကောင်းထင်နိုင်ပါတယ်တကယ်တော့ယောက်ျားတွေကိုနောက်မှနောက်သားမရအောင်ပြောပြတာဆိုရင်ပို့ပြီးတော့မှန်လိုက်မည် မိမတွေဖောက်ပြန်ရတဲ့ចောင်းရင်းတွေဟာဒီထက်ပိုတော့များနိုင်ပါသေးတယ်။ဒါပေမဲ့စိတ်ချင်းမဆက်သွယ်မရင်းနှီးတော့တာကအဓိကចောင်းရင်းမှာဒါကြောင့်ယောက်ျားရင်းနေနဲ့